လူဆရာတဦးနဲ့တူမတူလူတိုင်းမှာတော့ပြင်ထန်ခြင်းမှထမ်းမယ်နော်ကုသိုလ်ကံလုံးဝမရှိတဲ့ပုံကိုယ်တွေကြတော့အကုသိုလ်ကနည်းနည်းလေးလေးအကျိုးပေးကုသိုလ်ကံတွေတခြားကုသိုလ်ကံတွေရှိပြီးကောင်းတာတွေလုပ်ပြီးမကောင်းတာတစ်ခါတစ်ခါဖြစ်တဲ့ပုံကိုယ်မျိုးကြတော့ကောင်းတာတွေကအကာအကွယ်ပေးသွားတယ်မြတ်စွာဘုရားကနားလည်အောင်ဥပမာတစ်ခုနဲ့ဟောထားတာရှိတယ်နောနာကပန်လာတုတ်လို့ခေါ်တယ်အင်္ဂုတ္တရနေခင်ပါစားခဲနဲ့ဥပမာပေးတယ် ဈီးသီးလုံးလောက်စားခဲလေးကိုဖန်ခွက်ထဲကရေထဲထည့်လိုက်မယ်ဆိုရင်တော့မဖြစ်တော့အောင်ငံသွားမယ်တဲ့တို့တော့မြစ်ထဲချောင်းထဲမှာအဲ့ဒီစားခဲကိုထည့်လိုက်လို့ရှင်မာရတော့မပေါ်ဆိုလိုတာကကုသကံအမတန်နေပြီးတော့အကုသူတွေများနေတဲ့ပုဂ္ဂိုလ်ဟာနည်းနည်းလေးလို့လေခံရမယ်လို့ဒီလိုပြောတာနော်ဒါကအခြေအနေကြောင့်ဟုတ်တယ်လေလောကမှာ ဒီကနေ့လူလုထာတဲ့ဥပဒေတောင်မှပဲပဆန့်ချမ်းသာတဲ့လူကျွလွန်တဲ့အမှုဆင်းရဲတာကျွလွန်တဲ့လူအမှုအမှုချင်းတူတယ်ပဆန့်ချမ်းသာတဲ့လူကြတော့ပေါ့ဝေပေးနိုင်တာဟုတ်ဒါတဘာဝပဲလေအဲ့ဒါဆိုလို့ရှိရင်မတရားဘူးလို့တော့မပြောနဲ့သူက condition တွေကောင်းတယ်လေပဆန့်ပေးနိုင်တာကွာ condition ကောင်းတယ်လို့ပြောတယ်တော့မဟုတ်သူကအကူလောက်တဲ့လူတွေနဲ့တိတယ် အာကုန်လောက်တဲ့လူတွေရဲ့အကူအညီကိုရတယ်။ဟောအပြစ်ဒဏ်ကလွတ်တယ်။ကံကြမ္မာမှလည်းပဲအဲ့တိုင်းပဲ။ကံကြမ္မာကြတော့အာကုန်လောက်တဲ့လူဆိုတာပြောတာတော့ဆိုကုသိုလ်ကောင်းမှုတွေရှိတယ်။ပတ်စံရှိတာလို့ကုသိုလ်ကောင်းမှုတွေရှိတယ်။တခြားကုသိုလ်တွေလုပ်တယ်။အာကုသိုလ်တူတူလုပ်ထားခြင်းတူပေမဲ့လို့ကုသိုလ်ကံရှိတဲ့လူကတတ်တာပြီးတော့ကုသိုလ်ကံနဲတဲ့ပုဂ္ဂိုလ်ကအပြည့်ဝခံရတတ်တယ်တဲ့။ ဒီလိုမတူညီတဲ့အခြေအနေလေးတွေကိုတော့တတိထားရမယ်ဒီလိုဆိုလို့ရနော်လူတိုင်းဟာတူညီတဲ့အကျိုးရလိုက်မယ်လို့တော့ဒီလိုမအောင်မိတ်လေး ਨੇ ပတ်ဝန်းကျင်အခြေအနေဆိုတာရှိသေးတယ်လူရဲ့အခြေအနေတွေပေါ်မှာမူတည်တဲ့ condition ပေါ့အဲ့ဒီ condition တွေဟာတိတ်ပြီးတော့အရေးပါဒါကိုပဲဥပနိဒေယပစ္စယောလို့ပြောတာဟာသစ္စာလေးစိုက်တာတော့မှကြည့်လေမြေဩဇာကောင်းတဲ့နေရာစိုက်တာ ਨੇ တတိကုံစိုက်တာဒီနှစ်ခုကွာလားမကွာလားကွာတယ်လေမြေဩဇာကောင်းတဲ့နေရာစိုက်ရင်အပင်ကြီးထွားမှုပါအမှန်တမ်းကြီးမှာတတိကုံသွားဆိုင်လို့ရှင်လီလီလေးဖြစ်မှာပေါ့ဘာကြောင့်လို့ဆိုမျိုးစေ့ခြင်းထူတောင်မှပဲအထောက်အကူခြင်းကွာခြားသွားတယ်မိုးကောင်းရေရှားရဆိုင်တာနဲ့မိုးကောင်းတဲ့အရာဆိုင်တာမတူရမ်းအခြေနေခြင်းမတူတာဆိုလို့ ကံကြမ္မာမှာလဲဓာရီကိုထက်သွင်းစဉ်းစားရတယ်နောနာကပန္နာတုတ်ကိုကြည့်အဲ့ဒီတုတ်ကိုနားလဲသဘောပေါက်မယ်ဆိုလို့ရှင်ကံကြမ္မာဆိုတာလုံမိလို့စိုးရိမ်ကြမရှိပါဘူးစိုးရိမ်ကြမရှိဘူးဆိုရင်လုံတာလုံလို့ပြောတာမဟုတ်ဘူးနော်လုံတော့မလုံနဲ့သို့သောလုံမိထားတဲ့လူတွေအတွက်မလုံအောင်ကောင်းတာတွေလုံမကောင်းတာတွေကိုဖယ်ဖို့အရေးကြီးမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီတိုင်းဟောထားတာရှိတယ် မြတ်စွာဘုရားကိုကိုတိုင်းကိုကဟောဖို့ဟောနေရမတူမဟာဝီရဆိုတဲ့မြတ်စွာဘုရားနဲ့တခိတ်သေးပွင့်နဲ့ဂျိန်ဖရာတော့ဘလို့ဟောတော့ဆိုယောကောစီပါဏမတိပါတိတိတဘောတော်နိရိယဥပပစ္စတိမာနတိပါဒလှုပ်တဲ့လူမှန်သမျှငရေကြတယ်လို့ဒီလိုဟောတာသူကတိချကြီးဟောတာ မြတ်စွာဘုရားကြာတော့အဲ့လိုမဟုတ်ဘူးပါဏာတိပါတော်နိရယတံဝတ္တိကောပါဏာတိပါတာဆိုရက်အကုသိုလ်အမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ဒီစကားတစ်ခုကအမှန်တမ်းကွာခြားတယ်နော်ဖြစ်စေနိုင်တယ်လို့ပြောတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးသူကြိုးပေးခြင်းပေးရင်ငရဲကြနိုင်တယ်လို့ပြောတာဖြစ်နိုင်တယ်လို့ပြောတာဖြစ်ချင်မှလည်းဖြစ်တယ်ဖြစ်ချင်မှဆိုတာတခြား condition တွေပါလာလို့ရှိရင်ဖြစ်ချင်မှဖြစ် ဒီအိဗယ်အဲ့တော့ဘလောက်စိတ်သက်သာရရเสียကောင်းမလဲမြတ်စွာဘုရားကဟောတဲ့တရားတွေဟာအမှန်တမ်းမလော်ဂျီကယ်ဖြစ်တယ်ရီဆန်နေဖို့ဖြစ်တယ်ဆိုင်ရအကြောင်းတရားတွေကိုထည့်သွင်းစဉ်းစားရမယ်ဆိုတာလောကမျက်တွေ့နဲ့လည်းအမှန်တမ်းမှန်ကန်နေသစ္စာချမ်းသာရင်ပြမှုသက်သာတယ်အာကိုလောက်တဲ့လူတွေနဲ့သိရင်လည်းပြမှုသက်သာမိကောင်းဆွေကောင်းအထောက်အကူပြုမဲ့ လူတွေလာရင်လည်းပြစ်မှုတက်တာကုမဲ့လူမရှိဘူးပတ်စံလည်းမပေးနိုင်ဘူးဆိုပြစ်လေးတယ်ဒါကလောကမှာလည်းဒီတိုင်းရှိနေတယ်ဟောဒါရဲ့ထဲသွင်းစဉ်းစားရမယ်ချက်ဒီကံကြမ္မာမှာလည်းပဲအဲ့ဒီတိုင်းပဲအဲ့တော့ကောင်းတာတွေလုပ်လို့ရှိရင်ကောင်းတာတွေကမကောင်းတာတွေကိုဖယ်ထုတ်သွားမှာပဲကောင်းတဲ့အလုပ်တွေကိုများများလုပ်ဖို့လိုအပ်တယ်ဒီလိုဆုံးလို့ရတယ်နော်